မင်္ဂလာပါဒီဗီဒီယိုမှာတော့အခုလက်ရှိ Telegram အကောင့်အသုံးပြုသူတွေအတွက်လှူထားပြတဲ့လုံယုံရေးနဲ့ပတ်သက်တဲ့စတင်လေးတွေကိုပြောပြပေးသွားပါမယ်အရင်ဆုံး Telegram လေးကိုသွားလိုက်ပါ ပြီးလို့ရှိရင်ဒီဘက်ဘေးကမီနူးပါလေးကိုနိုင်လိုက်ပါ ပြီးလို့ရှိရင်အောက်နားမှာစတင်ဆိုပြီးတော့ရှိတယ်စတင်နဲ့ကိုငွေလိုက်မယ်ပြီးလို့ရှိရင်အပေါ်နားလေးနည်းနည်းဆွဲတင်လာလိုက်ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ privacy and security ဆိုပြီးတော့ရှိတယ်ဒီထဲကိုငွေလိုက်မယ်ဒီဒီနေရာရောက်ပြီဆိုလို့ရှိရင်အရင်ဥဆုံးလောက်ရမှာကတကယ်လို့မှ login မင်းနေရာမှာ gmail မထည့်ရသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာ gmail ထည့်ပါနော်ဆိုတော့ဘာလို့ gmail ချိန်ထားသေးတယ်လဲဆိုတော့အခုလက်ရှိဖြစ်နေတဲ့ Telegram account ကောက်မကြတဲ့ပြဿနာကိုပြင်ရှင်းဖို့အတွက်ပါအကယ်လို့ Telegram ဘက်က ကနမကနေကောက်မပို့ခဲ့ရင်စိတ်ပူစရာမလိုပဲ Gmail မှာဒီ login code ကိုယူပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာ two step verification ပေါ့နော်ဒီကောင်က off နေတယ်ဒါဆိုလို့ရှိရင်ဒီကောင်ကို on ပြလိုက်မယ်ပြရပြီဆိုလို့ရှိရင်ဒီမှာ set password ဆိုပြီးလို့ရှိတယ် set password ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဒီ SMB ရဲ့ password ကိုထည့်ပေါ့နော်ပြီးရှိရင်မြောင်းနိုင်မယ်နောက်တစ်ခါ ာဆိုလို့ရှိရင် confirm password ကိုနိုင်မယ်ဒီ his နေရာမှာ skip နဲ့ကြော်လိုက်ရင်လည်းရတယ်ဒါမှမဟုတ်ဒါမှမဟုတ်ဒီကိုအဆက်တွေထည့်ရင်လည်းရတယ်နော်ကိုထည့်ရင်လည်းပုံစံထည့်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအများနဲ့သွားလိုက်မယ် okay ဒီနေရာမှာဆိုလို့ရှိရင်ဒီ recovery me ထည့်ဖို့လိုရတယ်ပေါ့နော်ခဏကကျွန်တော် recovery me ကိုတစ်ချက်ပြန်ထည့်လိုက်မယ်နော် โอเคဒါဆိုလို့ရှိရင်ဒီနေရာမှာ login mail ထည့်မယ် login mail ထည့်ပြပြီဆိုလို့ရှိရင်ဒီဘက်ဘေးကအပြားလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာ verification code ကိုဒီ confine လုပ်ဖို့အတွက်ဒီ email မှာသွားပြီးတော့ update ယူရမယ်ဆိုတော့ကျွန်တော် gmail တက်တစ်ချက်သွားလိုက်မယ်နော် gmail တက်သွားမယ်ဒါဆိုလို့ရှိရင် telegram ကဒီမှာပို့ထားပေးတယ်ဒီ code number ကိုဟိုမှာရိုက်ချက်လိုက်မယ်နော် ကုတ်နေရမှာထည့်ပြလိုက်ပါ Okay ဒါဆိုလို့ရှိရင် password set ဖြစ်သွားပြီเนาะဒါဆိုလို့ရှိရင်မှာ return to setting ကိုတိုက်လိုက်ပါဒီမှာကိုက password ကို change နေရတယ်เนาะ disable လုပ်နေရတယ် recovery mail ကိုလည်း change လုပ်ရတယ်เนาะနောက်တစ်ခုကဒီ passcode lock ပေါ့เนาะ passcode lock ကထည့်ခြင်းလည်းရတယ်မထည့်လည်းရတယ်ထည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ Telegram app တွေဝင်မယ်ဆိုလို့ရှိရင်တော်နှိပ်ပြီးမှဝင်လို့ရမှာပေါ့ဒီမှာ तू က unlock with finger ရှိတယ်ဒီ ဒီဒီကောင် on ရမယ်ဆိုလို့ရှိရင်ကို fingerprint နဲ့လည်းဖွင့်လို့ရတယ်နော်ဆိုတော့အဆန်ကြီးမှာနော်ဒါဆိုလို့ရှိရင်ချက်ထွက်လိုက်မယ် Telegram ကနေချက်ထွက်လိုက်ပြီးလို့ရှိရင် Telegram နဲ့ဝင်လိုက်ဒါဆိုလို့ရှိရင်ကိုကိုရဲ့ပင်ကုတ်ထဲမှာ ဝင်ရောရမှာနော်။ Okay ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ခုဖြစ်တဲ့ဒီ divide နေရာမှာပေါ့နော်။ဒီကောက်ကိုအတစ်ချက်တော့စစ်ကြည့်မယ်။ဒီ divide ဆိုတဲ့နေရာကကိုယ့်ရဲ့ DRAM အကောက်ကလက်ရှိဖုန်းဒါမှမဟုတ်ကွန်ပျူတာဘယ်နှလုံးမှာဝင်တုံးတာလဲဆိုတာကိုပြနေတာပါ။ဒီအကောက်ဆိုလို့ရှိရင်ဒီမှာ divide divide မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆက်နှလုံးလို့ပြရတာပေါ့နော်။ဒီမှာဖုန်းဒါမှမဟုတ်ကွန်ပျူတာပေါ့နော်။ဒီမှာတော့ကွန်ပျူတာတစ်လုံးနဲ့ဒီဖုန်းတစ်လုံးနဲ့တုံးတာလည်းဖြစ်တဲ့အတွက်ကြောင့်အဲဒီမှာနှလုံးပြနေပေါ့နော်။အကယ်လို့ကိုယ့်ရဲ့အကောက်ကကိုယ့်ဖုန်းတစ်လုံးပဲတုံးနေတယ်။ဒီမှာကလည်းနှလုံးလို့ပြနေတယ်ဆိုလို့ရှိရင် တော့ပေးကြပြီကိုရဲ့အကောက်ကိုတခြားဆက်တလုံးမှာ login ဝင်နေတာပေါ့နော်ဒီအနေထားမှာဆိုလို့ရှိရင်ကိုအကောက်ကိုဒီကနေသမ်းပြီးတော့ log လုပ်ပြလိုက်လို့ရပါတယ် log လုပ်ဖို့အတွက်ကိုဒီ device တွေဝင်လိုက်ပြီးလို့ရှိရင်ဒီမှာဒီလောဝပုံစံလေးရှိတယ်နော်ဒီမှာ thumbnail or other session ဆိုပြီးတော့ရှိတယ်ဒီကောင်လေးကိုတခြားနှိပ်ပြလိုက်ပြီးလို့ရှိရင်ဒီမှာ thumbnail ကိုနှိပ်လိုက်ရင်ဒါဆိုလို့ရှိရင်အဲတခြားဆက်မှာ log ထွက်သွားပါပေါ့နော်ဒီမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် device မှာ one drive version ဝင်တယ်ပေါ့နော် ဒီဗီဒီယိုမှာပြောပြထားတဲ့အချက်တွေကလုံးလိုက်လုပ်ပြပေးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Telegram ကောက်ကအထိုက်တိလျောက်လုံးလုံးကြုံနဲ့အသုံးပြုလို့ရပါပြီဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲသိချင်တဲ့စသင်တွေရှိသေးရင်ဒီဗီဒီယိုရဲ့ comment မှာမေးရပေးပါဗီဒီယိုကိုစောင့်တဲ့ကြည့်ပေးတဲ့တို့ကျေးဇူးတင်ပါတယ်